ဒီအချိန်9မိနစ်အတွင်းမှာဒီ new yardie ကိုဖော်ပြလို့ရတဲ့စကားလုံးလေးတွေတချို့ yardie ဥထုနဲ့ပတ်သက်တဲ့အခါမှာရေးသားပြောဆိုတဲ့အခါမှာထည့်သွင်းသုံးလို့ရတဲ့ level အမြင့်စကားလုံးလေးတွေကိုဝေမျှပေးပါမယ်။ဆောင်းဆုံးတစ်ခုကတော့ sunny sunny ဖြစ်တယ်ဆိုတာကတချို့ sunlight ကိုအများကြီးရတယ်။တနည်းအားဖြင့် sunshine ပြပြဟိုကရတဲ့အခါမျိုးနေသာတော့ပေါ့နော်။ဒါလေးဒီ adjectively တခုဖြစ်ပါတယ်။ It was a sunny day perfect for going to the beach. ဒါကကဲကြေသွားမယ်ဆိုရင်ကောင်းတဲ့နေ့လေးပေါ့နော်။ဟောဆိုနေသာတဲ့အခါကျတော့ sweltering ဒါဆိုရင်နောက်ထပ်စကားလုံးလေးတစ်ခုကတော့ sweatering ဒါဆိုဒီချရို sweatering ဖြစ်တယ်ဆိုတာကတော့ပူဆက်ပူလောင်ဖြစ်တယ်ပေါ့နော်အအိုင်ဆက်ဆက်ကြီးဖြစ်တယ် uncomfortably hot and humid များသောအားဖြင့်သူအဲ့လိုမျိုးဖြစ်တဲ့အခါကျရင်ဒီချရိုပူရင်တော့နေလို့မကောင်းတာများတာပေါ့နော်ဆိုပုံမှန်နည်းနည်းလေးနွေးရလောက်ဆိုတော်သေးတယ်အခုဒီလိုမျိုး sweatering အဆင်းဆိုရင်ဒီချရိုဒါပူပူဆက်ဆက်ပူပူအအိုင်ကြီးအရန်ဖြစ်တယ် so the sweatering heat made it hard to stay outdoors for long ဆိုအရန်ကိုပူလွန်းတဲ့အတွက်ကြောင့်တချို့တို့အပြင်မှာထွက်နေပို့တော့ခက်တယ်ဒါဆိုဒါလေးလဲ adjective လေးတစ်ခုဖြစ်ပါတယ်ရှင် humid 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 ဖြစ်တယ်ဆိုတာကအတွင်းထဲမှာဒီအဆိုတက်လဲပါတယ်ပေါ့နော်ဆိုထိုင်းထိုင်းနဲ့အားဆက်ဆက်ကြီးဖြစ်စေတဲ့အခါမျိုးတွေကိုပြောတာဖြစ်ပါတယ်ရှင်ဒါဆိုရင် the humid air ဆိုရင်လေထဲကအဆိုတက်ဆိုထိုင်းထိုင်းနဲ့အားဆက်ဆက်ကြီးပေါ့နော်တခါကြတဲ့အဲ့ဒီခံစားချက်ကပိုးပြီးတော့လူတက်တောင်တက်တာပုံမဖြစ်စေဘူးပေါ့နော်ကဲဒါဆိုရင်ဆိုဆိုထိုင်းထိုင်းနဲ့အားဆက်ဆက်ဖြစ်တဲ့အခါမျိုးတွေမှာဒီလိုဒီစကလုံးလေးကိုသုံးလို့ရပါတယ်ရှင် breezy ကဲဒါဆိုရင်ဒီချက်လို့ positive adjective လေးကိုပြန်ရောက်လာပြီဒါဆို breezy ဖြစ်တယ်ဆိုတာကတော့လေးပြေးလေးညှင်းလေးတိုက်လာတဲ့လိုမျိုးအေးချမ်းချမ်းလေးဖြစ်သွားတဲ့အခါမျိုးတွေမှာဒီလိုလေးလေးတွေကိုဖော်ပြရင်တချို့လိုသုံးလို့ရတယ် the breezy summer evening was perfect for a walk လမ်းထွက်ရှောက်မယ်ဆိုရင်တချို့လိုကောင်းတယ် breezy ဖြစ်တယ်လေးလေးတွေတိုက်တယ်လေးလေးကပေါ့ပေါ့ပါပါလေးနဲ့များသောအားဖြင့်ဟို pleasant ဖြစ်ဖြစ်လေးတိုက်ခတ်တဲ့လေးမျိုးကိုအဲဆိုလိုပါတယ်ရှင် lush 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 ကတော့အစိမ်းလို့ပြောတာဖြစ်ပါတယ်စိမ်းလန်းဆိုပြီးတော့ပေါ့เนาะများသောအားဖြင့် summer မှာဆိုအပြင်လေးကကြည့်လိုက်လို့ရှိရင်စိမ်းဆိုနေတာကြီးများတယ်ပေါ့เนาะဆိုတော့ the garden look lush after all the summer rain ဆိုနွေရာသီမှာတချို့လို April လောက်မှာမိုးရွာချပြီးရဲ့ခါကြလို့ရှိရင်ဥယျာဉ်လေးကိုကြည့်လိုက်လို့ရှိရင်စိမ်းဆိုးသွားတာပဲဒါဆိုရင် lush ဖြစ်တယ်ဆိုတော့အဲ့လိုအစိမ်း color ကိုဖော်ပြချင်တာဖြစ်တယ်ရှင် vibrant vibrant ဖြစ်တယ်ဆိုတာကနွေရာသီကိုကြည့်လိုက်ရင်အများသောအားဖြင့်တော်တော်များများလို့ရှိရင်လည်း colorful ဖြစ်တာမျိုးလေး beach မှာဝေ့ကြတယ်ဒါမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဒါဆို vibrant summer ပန်းလေးတွေကြည့်လိုက်လို့ရှိရင်လည်း color တောက်တောက်ကလေးတွေဒါဆိုရင်တချို့တို့ဟိုဥမာပေါ့နော် energy အပြည့်ဒီလိုပုံစံမျိုး colorful ဖြစ်တဲ့ color မျိုးတွေ color တောက်တောက်ကလေးတွေကိုဖော်ပြတဲ့အခါမှာအယောင်တောက်တောက်ဖြစ်သောဆိုရယ် vibrant ဆိုတဲ့စလုံးလေးကိုသုံးလို့ရပါတယ်ရှင် blazing 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 ဖြစ်တယ်ဆိုတာအယံကိုပူတယ်တနည်းအားဖြင့်ဟိုနေမင်းကြီးကပူကျွတ်နေတာပဲဆိုတာဒီလိုပုံစံမျိုးဆိုပြီး blazing ဖြစ်တယ်လို့သုံးလို့ရပါတယ်ရှင်တအားကိုပူပူလောင်လောင်ဖြစ်သွားတဲ့အနေအထားမှာသုံးပါတယ် so blazing sound ဆိုရင်နေရလုံအောင်ကိုပူပူကျွတ်ကျွတ်ဖြစ်သွားတဲ့အခါမျိုးတွေပူလောင်နေပေါ့နော်အယံကိုပူတယ်ဆိုတော့ပူပြင်းတဲ့အခါမျိုးတွေမှာတချို့လိုသုံးလို့ရတယ်စကားလုံးလေးတစ်ခုဖြစ်ပါတယ်ရှင်ဒါဆိုဒီထိလေးလာခဲ့ရတာကတချို့ရာသီဥတုကိုဖော်ပြတဲ့အခါမှာတချို့ရေးတဲ့အခါမျိုးတွေမှာထည့်သွင်းသုံးပြလို့ရတယ်စကားလုံးလေးတွေဖြစ်ပါ ါတယ်တချို့စလုံးလေးဆိုလို့ရှိရင်တချို့တို့ဒါ C1 C2 level စကလုံးလေးတွေကိုပါထည့်သွင်းပြီးတော့ဝင်မြှားခဲ့ပါတယ်ရှင်